ခလွေစီလွေးဆိုတဲ့အပီလီထဲကနေပတ်စံထုတ်တဲ့အခါမှာဆိုရင်လူလောခေါ်စရာမလိုပါဘူးလူမခေါ်ချင်တဲ့သူတွေဆိုရင်ပေါ့နော်ဒီဂိလီကအရန်ကိုအစဲပြေစင်မှာဖြစ်ပါတယ်အလုံးပဲမကလာပါအသေးထွေးစီလာပြီးတော့ပတ်စပ်တရားရခိုင်တော့အပေးကျန်းနေတယ်ခရစ်စီလွေးဆိုတဲ့အပီလီထဲကနေပေါ့နော်ကျွန်တော်အစေးဗီဒီယိုမှာဒေါ်လာအစေးရောင်းနဲ့ပတ်စပ်ထုတ်ပြပေးခဲ့ဘူးပါတယ် Okay ဒီနေ့ဗီဒီယိုလေးထမ်းမှဆိုရဲကျွန်တော်တို့ထုတ်ယူလိုက်တဲ့ဒီဒေါ်လာအစေးရောင်းလေးတွေကပေါ့နော်ဒီတူပ ေးထားတဲ့ test တွေကိုလုပ်ပြီးသွားတဲ့အခါမှာဆိုရင်တရားရခိုင်နှုန်းပတ်စပ်ထုံးလို့ရလာမရလာဆိုတာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာ တိတ်တင်တဲ့ကောပြာပြီးသွားမှာဖြစ်ပါတယ်ဒီ test တွေကိုလုတ်တဲ့အခါမှာဆိုရဲပေါ့နော်လူလုံးဝခေါ်စရာမလိုပါဘူးကိုလူတို့အနေနဲ့လူမခေါ်ချင်တဲ့သူတွေဆိုရဲပေါ့နော်ဒီဂိတ်လေးကအရန်ကိုအစေပြေစင်မှာဖြစ်ပါတယ်ကျွန်တော်အစေဗီဒီယိုမှာဒေါ်လာအစေရောင်နဲ့ထုတ်ပြပေးလိုက်တဲ့အခါမှာဆိုရဲဒီလိုသူပေးထားတဲ့ test တွေကိုလုတ်ခိုင်းမှာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဆိုရဲပေါ့နော်ဒီမှာဆိုရဲတရားရခိုင်နှုန်းပြနေပြီမို့လို့ဒီထက်ကနေကျွန်တော်တို့ထုတ်ယူလိုက်တဲ့ဒေါ်လာအစေရောင်လေးတွေကတရားရခိုင်နှုန်းရလာ မရောက်လာဆိုတာလေးကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးထဲမှာ တိတ်တင်တဲ့ကွာပြပီးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားနေဆိုရဲ့ပေါ်တော့ကျွန်တော်ရဲ့ဒီ YouTube channel လေးကို subscribe ပါလိမ့်နှိပ်ထားပြီးဖို့တောင်းဆိုခြင်းပါတယ်အခုမှအသေးသွေးစီလာတဲ့ဒီ Crisis Race ဆိုတဲ့ app လေးကိုကိုလူတို့အနေနဲ့ရယူမယ်ဆိုရဲ့ဖုန်ထဲမှာစီတဲ့ဘူပေလေးတစ်ခုကို connect တက်လုပ်ပေးထားလိုက်ပါကျွန်တော်ပေးထားတဲ့လေးကနေတချေဝေလိုက်ပြီးဆိုရင်ဒီ Google Play ဆိုတဲ့မှာပေါ်တော့ Crisis Race ဆိုတဲ့ app လေးကိုကိုလူတို့အနေနဲ့ install လုပ်ပေးလိုက်ပါကျွန်တော်တို့ရဲ့ဖုန်စက်ခွေလေးတစ်ခုရစီလာမှာဖြစ်ပြီးတော့ဒီ ကောင်လေးကိုပေါ်တော့ဂေါ်ခဲအကောင့်တစ်ခုနဲ့အကောင့်ပြုလုပ်ပေးလိုက်ပေါ့ okay crazy လို့ဆိုတဲ့ app လေးထဲကနေပေါ်တော့ပတ်စံထုံးမဲ့ဆိုရင်ဒေါ်လာအစက်ရောင်နဲ့ပတ်စံထုံးလို့ရတယ်လို့ quite a while နဲ့ပတ်စံထုံးလို့ရမှာဖြစ်ပါလိမ့်ဒေါ်လာအစက်ရောင်နဲ့ကျွန်တော်တို့ပတ်စံထုံးတဲ့အခါမှာဆိုရင်ပေါ့နော်သူပေးထားတဲ့ဒီ task တွေကိုကိုလူတို့အနေနဲ့လှုပ်ဆောင်ပေးရမှာဖြစ်ပါသည်ဒီ task တွေကိုလှုပ်ဆောင်တဲ့အခါမှာဆိုရင်လူလောကခေါ်စရာမလိုပါဘူးဒီလိုလူမခေါ်ဘဲနဲ့သူပေးထားတဲ့ task တွေကိုကျွန်တော်တို့တရားရခိုင်လို့ပြီးအောင်ဖလို့ လုံးမလဲပေါ့နော်ဒီအကြောင်းအရာအသေးစိတ်ကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီအကြောင်းအရာပေါ့နော်ကျွန်တော်တို့ဒီဒေါ်လာအစိမ်းရောင်လေးတွေကိုကျွန်တော်တို့ပတ်စံထုံးဒီကိုမပြောပြခဲ့မှာဒီ quiet hour ရောင်နဲ့ပတ်စံထုံးဒီကိုကျွန်တော်တေချာလေးပြောပြပေးမှာပေါ့နော် quiet hour ရောင်နဲ့ပတ်စံထုံးမဲ့ဆိုရင်ဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့က quiet hour ရောင်နဲ့ပတ်စံထုံးတဲ့အခါမှာဆိုရင်အဓိကအာတာချေတခုကားဆိုရင်ပေါ့နော်ကျွန်တော်တို့ပတ်စံထုံးတဲ့အခါမှာဆိုရင်ဘာတတ်စမလုံးစရာမလိုပဲနဲ့ ွယ်လွယ်ကူကူနဲ့ဒဏ်ရိုက်ကျွန်တော်တို့မြင်မြန်ဆက်ဆံတဲ့ပတ်စံထုတ်လို့ရမှာဖြစ်ပါတယ်အနောက်ဆုံးပမာဏကတော့ကျွန်တော်တို့05 2ဒေါ်လာပြည်တာနဲ့ပေါ့နော်ဒီထက်ကနေပတ်စံစားတဲ့ကျွန်တော်တို့ထုံလို့ရမှာဖြစ်ပါတယ်အပေါ်မှာဆိုရယ်ပေါ့နော်ရရှိထားတဲ့ကျွန်တော်တို့ quite a while လေးတွေကိုပြပေးထားမှာဖြစ်ပြီးတော့အောက်မှာဆိုရယ်ကျွန်တော်တို့ရရှိလာမယ်ဒီဒေါ်လာပမာဏလေးတွေကိုပြပေးထားမှာဖြစ်ပါတယ် okay ဒီထက်ကနေပတ်စံထုံမဲ့ဆိုရယ်ပေါ့နော်ဒီအကပေးပယ်လေးကိုကျွန်တော်တို့ကချိန်ဆပေးရမှာဖြစ်တာကြောင့်မလို့ပေးပယ်လေးကိုတစ်ချက်နှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ပေးပယ်ကဖေထားတဲ့ gmail လေးနဲ့ပေးပယ်ကဖေထားတဲ့ mail လေးကိုတိချာလေးထည့်ပြီးတော့ပေါ့နော်အကောင့်ကိုချိန်ဆပေးလိုက်ပါ ကော်ဖတ်ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပေါ့။ Okay ဒီလိုချိန်ဆက်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့ကဒီမှာဝင် law ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့အလွယ်တကူပတ်စံထုံးလို့ရမှာဖြစ်ပါတယ်။ Okay ကျွန်တော်ကတော့ quiet wire နဲ့ပတ်စံထုံးလေးကိုအစေးဗီဒီယိုမှာပြောပြပေးခဲ့ပြီးပြီမို့လို့ပေါ့နော်။ဒီနေ့ဗီဒီယိုလေးထဲမှာကျွန်တော်ကဒီဒေါ်လာအစေးရောင်နဲ့ပတ်စံထုံးတဲ့အခါမှာဆိုရင်ပေါ့နော်။ task တွေကိုလုပ်လို့ရတဲ့အကြောင်းအရာနဲ့ဒီ task တွေကိုလုပ်လို့ပြီးသွားတဲ့အခါမှာဆိုရင်ပတ်စံတရားရခိုင်လို့ထုံးလို့ရလားမရလားဆိုတာလေးကိုကျွန်တော်တိတ်တိတ်နဲ့တကွ ါပြောင်းပြီးသွားမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဒီလို test တွေကိုလုပ်မယ်ဆိုရဲပေါ့နော်ပထမဆုံးအရေးကြီးတဲ့အရာကဆိုရင်သူပေးထားတဲ့ဒီကောင်လေးလို့မှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ဥချုပ်ပုံလေးနဲ့ပေါ့နော်ဒီကောင်လေးကိုကိုလူတို့ရယူမယ်ဆိုရဲပေါ့နော်ဒီမှာအပေါင်းလက္ခဏာလေးကိုတက်ချင်နေပြီးတော့ go to gas ဆိုနေရာလေးကိုတက်ချင်နေပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့က daily test တွေကိုလုပ်ပြီးတော့ပေါ့နော်ဒီဥချုပ်ပုံလေးနဲ့ဒီကောင်လေးတွေကိုဆော်ဖီလို့ရမှာဖြစ်ပါတယ်။ဒီအားမဆွေသူပေးထားတဲ့ daily test တွေကိုပေါ့နော်တနေ့တစ်ခါကို ိုလိုတို့အနေနဲ့ပုံမှန်လုပ်ပေးမဲ့ဆိုရင်ဒီဥကျွက်ကွယ်လေးတွေကပေါ့နော်တနေ့ကိုတခုရာစီမှာဖြစ်ပါတယ်ဒီကောက်လေးတွေကိုကျွန်တော်တို့ရောက်ယူမှတာပေါ့နော်ကိုလိုတို့အနေနဲ့ဒေါ်လာအစက်ရောင်နဲ့ပတ်စပ်ထုတ်တဲ့အခါမှာဆိုရင်သူပေးထားတဲ့ task တွေကိုကိုလိုတို့အနေနဲ့တရားရခိုင်လို့ရအောင်လုံဆောင်နိုင်မှာပဲဖြစ်ပါတယ် FF လေးလုတ်တဲ့သူတွေဆိုရင်လည်းပဲဒီမှာ FF လေးတွေကျွန်တော်လုတ်တဲ့အခါမှာဆိုရင်လည်းပဲပေါ့နော်ဒီမှာဥကျွက်ကွယ်လေးတွေကထမှန်ရာစီလာမှာဖြစ်ပါတယ်โอเคဥကျွက်ကွယ်လေးတွေကျွန်တော်တို့ရာစီလာပြီးဆိုရင်အဲဒေ ေါ်လာအစဲအောင်နဲ့ပတ်ဆက်ထိုးတဲ့နေရာလေးမှာပေါ့နော်ဒီလို task တွေကိုကျွန်တော်တို့လုပ်တဲ့အခါမှာဆိုရင်ဒီမှာသူပေးထားတဲ့အစဲလေးတွေကိုကျွန်တော်တို့လှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ပထမအစဲအနေနဲ့ကျွန်တော်တို့အောင်မြင်သွားပြီဆိုရင်ပေါ့နော်ဒီမှာ K 1100ရစီလာမှာဖြစ်ပါတယ်ဒုတိယအစဲအနေနဲ့အောင်မြင်သွားပြီဆိုရင် K ကျွန်တော်တို့1100ထပ်မံရစီလာမှာဖြစ်ပါတယ်တတိယအစဲအနေနဲ့အောင်မြင်သွားပြီဆိုရင်ဒီမှာ K 1100ထပ်မံရစီလာမှာဖြစ်ပါတယ်နောက်တစ်စဲအနေနဲ့လည်းကျွန်တော်တို့ဒီမှာပေါ့နော် K 1100ထပ်မံရစီလာမှာဖြစ်ပါတယ် နောက်ဆုံးအစင်းအနေနဲ့ကျွန်တော်တို့ပြီးတော့တဲ့အခါမှာဆိုရယ်ပေါ့နော်ဒီမှာသူတို့အနေနဲ့ကျွန်တော်တို့ကိုပေါ့နော်ပေးမှတ်အနေနဲ့ပေါ့နော်ပတ်စံထုတ်ခွင့်ပေးမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့အပေါ်မှာဆိုရယ်ပေါ့နော်အနီရောင်နဲ့ဆိုရယ်ကျွန်တော်တို့ထုတ်ယူလိုက်တဲ့ခေပမာဏလေးပဲဖြစ်ပါတယ်။ Okay ကျွန်တော်တို့ထုတ်ယူလိုက်တဲ့ခေပမာဏလေးအဖြစ်ပေါ့နော်ဒီ task တွေကိုလုပ်ပေးမယ်ဆိုရယ်ဒီအပေါင်းလက္ခဏာအစရောက်အနေနဲ့ကျွန်တော်တို့ ဒီပေါ်တော့ခေ4000နဲ့400သူတို့အနေနဲ့အပူလစ်ဆောက်ပေးမယ်လို့ပြောထားခြင်းပဲဖြစ်ပါတယ်။ Okay ကျွန်တော်မှဆိုရပေါ်တော့ဒီမှာသူပေးထားတဲ့ task တွေကိုတရားရခိုင်တော့ပြီးအောင်ကျွန်တော်လှုပ်ပေးလိုက်ပြီပဲဖြစ်ပါတယ်။ဒီလိုလှုပ်ပေးလိုက်တဲ့အခြေအနေတစ်ခုမှာကျွန်တော်တို့ပတ်စံကတရားရခိုင်တော့ထုတ်လို့ရလားမရလားဆိုတာလေးကိုကျွန်တော်တည်တည်နဲ့တကွာပြပေးတော့မှာဖြစ်ပါတယ်။ ဟုတ်ပြီပေါ့နော်ဒီလိုတရားရခိုင်နှုတ်ပြီးသွားတဲ့အခါမှာဆိုရဲကိုလူတို့အနေနဲ့ဒီမှာပေးပန်လေးကိုတစ်ချက်နှဲပေးလိုက်ပေါ့ပေးပန်လေးကိုနှဲပေးလိုက်ပြီးဆိုရဲဒီညလေးမှာကျွန်တော်တို့ပေးပန်ကဖေးတာတဲ့ Gmail နဲ့ပေးပန်ကဖေးတာတဲ့ name လေးကိုတေချာလေးထည့်ပြီးတော့ပေါ့နော်ဒီအကောက်ကော့ဖာဆိုတဲ့နေရာလေးကိုနှဲပေးလိုက်ရုံနဲ့ကိုလူတို့အနေနဲ့ပေါ့နော်ပေးပန်ကောင်လေးတွေကိုချိတ်ဆက်ပြီးတော့ဖြစ်သွားပါလိမ့်မယ် Okay ဒီထက်ကောင်းနေကျွန်တော်ကဒီပတ်ဆက်ထုံလေးကိုကျွန်တော်မပြောပြခင်ပါပေါ့နော်အရေးကြီးတဲ့အပိုင်လေးကိုကျွန်တော်ပြောပြပေးမှာဖြစ် ပါတယ်ဒီဘောက်လေးကိုကျွန်တော်တို့တစ်ချဲဝေလိုက်ပေါ့နော်ဘောက်လေးကိုဝေလိုက်တဲ့အခါမှာဆိုရင်ဂေဆောလို့ရာစီလာတဲ့ကွိုင်အဝါရောင်လေးတွေကဒီဘောက်လေးထက်ကိုကျွန်တော်တို့ရာစီလာမှာဖြစ်ပါတယ်ဒီဘောက်လေးထက်ကိုရာစီလာတဲ့အခါမှာဆိုရင်ပေါ့နော်ဒီကွိုင်အဝါရောင်လေးတွေကကျွန်တော်တို့ပတ်စံချစ်ချင်းထုံလို့မရသေးပါဘူးโอเคဒီလိုထုံးမဲ့ဆိုရင်ပေါ့နော်တူပေးထားတဲ့ဒီမှာအဲ့ချိတ်တိုင်းအနေနဲ့ညောလိုအပ်မှာဖြစ်ပါတယ်ဒီညောတိကိုပေါ့နော်ကျွန်တော်တို့ကလှုပ်ဆောင်ပေးရမှာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ဖို့ဆိုရင်ကိုလူတို့အနေနဲ့ပေါ့နော်တူပေးထားတဲ့ဒီ तास तासदेको लपिया माथि पारी ီကောင်လေးတွေကိုရယူဖို့ဆိုရဲကိုလူအနေနဲ့ဂိတ်ဆော့ပြီးတော့အလွယ်တကူစောက်ပွေးလို့ရမှာဖြစ်ပါတယ်ဒီလိုရစီလာပြီးဆိုရဲကျွန်တော်တို့ကဒီမှာပေါ့နော်နှစ်ရပြီးသွားတဲ့အခါမှာဆိုရဲဒီဝက်လော့အော်ဆိုရဲနေရာလေးကိုနှိပ်ပြလက်ယုံနဲ့ကျွန်တော်တို့ဒီပေါလီထဲကနေရစီလာတဲ့ဒီ quiet အဝါရောင်လေးတွေကပေါ့နော်ဒီလိုကျွန်တော်တို့အပြေကိုလာပြီးတော့ပေါက်ထည့်ပြီးမှဖြစ်ပါတယ်အပြေကိုပေါက်ထည့်ပြလိုက်ပြီးဆိုရဲပေါ့နော်ဒီ quiet အဝါရောင်နဲ့ကျွန်တော်တို့ကအလွယ်တကူပတ်စပ်ပြလဲထုံးလို့ရမှာဖြစ်ပါတယ်โอเคခုနကျွန်တော်တို့စိတ်ခဲတဲ့နေရာလေးကို ပြတ်သွားမယ်ပေါ့နော်ဒီနေရာလေးကိုကျွန်တော်တို့ပြန်လဲရောက်ရှိလောက်ပြီးဆိုရဲဒီထဲကနေသူပေးထားတဲ့ task တွေကိုပြီးအောင်လုံးဆောင်ပေးလိုက်ပြီးဆိုရဲပေါ့နော်ဒီအကဝယ်လို့အစိရခလုံးလေးကအလူလူနဲ့ပေါ်လာမှာဖြစ်ပြီးတော့ဒီနေရာလေးမှာပေးပတ်အကောင်လေးကိုချိန်ဆက်ပေးလိုက်ပေါ့ conference ဝင်နေရာလေးကိုတချင်နှိပ်ပေးလိုက်ပေါ့နော်ပေးပတ်အကောင်လေးချိန်ဆက်ပြီးသွားပြီးကျွန်တော်တို့ဒီမှာဝယ်လို့အစိရခလုံးလေးလည်းပေါ်လာပြီးဆိုရဲပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့ကဒီဝယ်လို့အစိရခလုံးလေးကိုတချင်နှိပ်ပေးလိုက်ပေါ့ okay ဒီလိုနှိပ်ပေးလိုက်ပြီးဆိုရဲကျွန်တော်တို့ဒီမှာပေါ့နော်ကျွန်တော် တို့ထည့်ခဲ့တဲ့ paper gmail နဲ့ကျွန်တော်တို့ထုတ်ယူမဲ့ဒီမှာပမာဏလေးကားဆိုရယ်ပေါ်တော့ဒီမှာပြောင်းနေပြီပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီငေါတိုးလာကျော်ကိုထုတ်ယူလိုက်တဲ့အခါမှာဆိုရယ်ပေါ်တော့သူတို့အနေနဲ့စာတို့အနေနဲ့ပေါ်တော့ခနေ့ဒါတမ33ဒေါ်လာကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ဒီမှာဆိုရယ်ကျွန်တော်တို့ရရှိလာမဲ့ဒေါ်လာလေးတွေကိုသူကပြပေးထားမှာဖြစ်ပါတယ် okay ငေါတိုးလာကျော်ကိုထုတ်ယူလိုက်တဲ့သူတွေဆိုရယ်ပေါ်တော့ဒီမှာပေါ်တော့သူပေးထားတဲ့ task တွေကိုကျွန်တော်တို့တရားရခိုင်လို့ပြီးအောင်လုပ်ပေးလိုက်မယ်ဆိုရယ်သူပေးထား ါတယ်ပမာဏကဆိုရင်ပေါ်တော့ဒီမှာ withdraw ဆိုရင်နေရာလေးကိုနှိပ်ပြီးတော့အလွယ်တကူဒီနေရာလေးမှာလာကြည့်လို့ရမှာဖြစ်ပါတယ် okay ဒီ9ဒေါ်လာထုတ်ယူပုံထုတ်ယူနည်းလေးကိုပေါ်တော့ကျွန်တော်ရဲ့ဒီ YouTube channel လေးထဲမှာကိုလူတို့ကဒီအရေးဗီဒီယိုလေးကိုတွားကြည့်လိုက်ပေါ်တော့ဒီဗီဒီယိုလေးကိုတွားကြည့်လိုက်မဲ့ဆိုရင်ကျွန်တော်9ဒေါ်လာထုတ်ယူထားတဲ့ပမာဏလေးနဲ့ဒီထုတ်ယူပုံထုတ်ယူနည်းလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးခဲ့ဘူးပါတယ်ကျွန်တော်တို့ရရှိလာတဲ့ဒီ K ပမာဏအရေးသွေးကိုပေါ်တော့သူကဒေါ်လာအနေနဲ့ပြန်လည်သွေးပေးမှာဖြစ်ပါတယ် ်ဒီလိုပမာဏကိုကြီးမဲ့ဆွေဒီအကောက်ဝေလောဆွေနေရာလေးကိုနှိပ်ပြီးတော့ဒီနေရာလေးမှာကျွန်တော်တို့ထုတ်ယူမဲ့ပမာဏလေးတွေကပေါ်လာမှာဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်မှဆိုရဲစုစုပေါင်းအနေနဲ့ခနဲ့ဒါတမ33ဒေါ်လာရရှိသွားလာပဲဖြစ်ပါတယ်။ Okay ကျွန်တော်ကတော့ဒီမှာထုတ်ယူမှာဖြစ်တာကြောင့်မလို့ဒီအကောက်ကော့ဖတ်ဆွေနေရာလေးကိုနှိပ်ပေးလိုက်မှာဖြစ်ပါတယ်။ Okay ဒီလိုထုတ်လိုက် နိုင်ပြီးလိုက်ပြီးဆိုရဲဒီမှာ successfully ဝယ်လို့ဆိုပြီးတော့ကိုလူတို့အနေနဲ့မြေသွေးရမှာဖြစ်ပါတယ်ဒီဒေါ်လာအစဲရောင်နဲ့ပတ်စပ်ထုတ်တဲ့အခါမှာဆိုရဲပေါ့နော်လူခေါ်ဆရာမလိုပဲနဲ့ကိုလူတို့အနေနဲ့သူပေးထားတဲ့ daily task တွေကိုလုပ်ပြီးရုံနဲ့သူပေးထားတဲ့ task တွေကိုပေါ့နော်အလွယ်တကူလုံဆောင်လို့ရမှာဖြစ်ပါတယ်ကိုလူတို့အနေနဲ့ဒီမှာတည်တည်နဲ့တကွာမြေသွေးရပြီးဆိုရဲပေါ့နော်ဒီကျွန်တော်တို့ မြေတွေးရပြီဆိုရဲပေါ့နော်ဒီခလစ်ဆူလွေးဆိုတဲ့ APP လေးကလူခေါ်ဆရာမလို့ပဲနဲ့ဒေါ်လာအစိမ်းရောင်နဲ့ပတ်စပ်ထုံးလို့ရကြကိုကိုလူတို့ တိတ်တိတ်နဲ့ကွာမြေသွေးရမှာဖြစ်ပါတယ်။ Okay ကျွန်တော်တို့ထုတ်ယူလိုက်တဲ့ပမာဏကဆိုရင်ပေါ့နော်ဒီမှာ9ဒါတမ33ဒေါ်လာပဲဖြစ်ပါတယ်။ဒီအောက်က happy to assess ဆိုတဲ့နေရာလေးကိုတစ်ချက်နှဲပြီးတော့ပေါ့နော်ကျွန်တော်တို့ထုတ်ယူလိုက်တဲ့ပမာဏလေးတွေကိုပြန်ကြည့်မယ်ဆိုရင်ဒီမှာအပေါ်ကဒီကောင်လေးကိုတစ်ချက်နှဲပြီးလိုက်ပါ။ Okay ကျွန်တော်အစေးဗီဒီယိုမှာဆိုရင်ပေါ့နော်ဒီမှာ1ဒေါ်လာကျော်ကိုထုတ်ယူခြင်းကဒီမှာ successfully weight loss ဆိုပြီးတော့ပြောင်းပေးနေပြီပဲဖြစ်ပါနေ။ကျွန်တော်ရဲ့ payback ကောင်လေးတစ်ချက်ကိုလည်းတရားရခိုင်တော့ပတ်စံကဝေလာလာပဲဖြစ်ပါနေ။ Okay ကျွန်တော်အခုထုတ်ယူလိုက်တဲ့ခနေဒရမ33ဒေါ်လာကဆိုရဲပေါ်တော့ဒီမှာဒူဒိုးတွေအနေနဲ့ဆက်စင်းနေတော့ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ပေးပတ်အကောင့်လေးတစ်ခုပတ်စာကပို့ပေးနေပဲဖြစ်ပါတယ်ပေါ့နော်ပတ်စာဝေးလာတဲ့အခါမှာဆိုရင်လည်းပဲကျွန်တော် ပို့တဲ့ပြီးတော့ကိုလိုတို့ကိုပြန်လဲပြောင်းပေးသွားမှာဖြစ်ပါတယ်။ Okay ဒီ closely လွှဲဆိုတဲ့ app လေးကဆိုရပေါ်တော့ပတ်စပ်ထုံးရမှာလူလုံးဝခေါ်เสียမလို့ပဲနဲ့အလွယ်တကူထုံးလို့ရတဲ့ဂိတ်လေးတကူဖြစ်တာကြောင့်မလို့ကျွန်တော်အနေနဲ့တရားရခိုင်တော့ပတ်စပ်ရစီကြောင်းကိုလွယ်ကွန်မေးပေးခြင်းပါတယ်။နောက်ထပ်ဗီဒီယိုမှာပြန်လဲဆုံတွေ့ကြပါမယ်။